the best beauty tips ပိတ်သက်ကြီးမင်္ဂလာပါရှင်ဒီနေ့ကျွန်တော်ရဲ့ဒီ metallic gland ဆိုတဲ့ဒီ episode လေးအတွက်ကျွန်တော်ရွေးချယ်ထားတဲ့ product နှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ foundation ပါ foundation cushion ဆိုတဲ့အတိုင်းပဲကျွန်တော်ရဲ့မျက်နှာကိုဒီလိုမျိုးပိုးသားလေးလိုမျိုးနုညံ့နေအောင်ဘလိုမျိုး cushion လေးနဲ့သုံးမလဲဆိုတာရယ်ပြီးတော့ဒီ metallic glam အတွက်လုံးဝတင့်တော်တဲ့ product တစ်ခုကျွန်တော်ရွေးထားတာကတော့ဒီ gold collection မှာဒီ L'Oreal Paris ရဲ့ နှက်ခမ်းနီအသက်ဈေးကွက်ထဲကိုဝင်ရောက်လာတယ်။အယောင်6ယောင်ရှိတယ်။အဲ့ဒါလေးနဲ့အခုထူးထူးခြားခြားဘယ်လိုမျိုးပြင်မလဲဘယ်လိုမျိုးနှက်ခမ်းနီအယောင်တွေကကျွန်တော်တို့ရဲ့ဒီနှက်ခမ်းအယောင်နဲ့ကိုယ့်ရဲ့ကိုလိုချင်တဲ့ပုံစံကိုဘယ်လိုမျိုးပြောင်းပြီးတော့ဘယ်လိုပြင်လို့ရတယ်ဆိုတာကိုကျွန်တော်ဒီ episode လေးမှာလက်တွေ့ပြသသွားမှာဖြစ်ပါတယ်။နှက်ခမ်းနီတယောင်ချင်းစီရဲ့အလှတွေအယောင်တွေကိုလည်းကျွန်တော်စုပြသွားမှာဖြစ်ပါတယ်။အဲ့တော့အားလုံးပဲဆက်လက်ပြီးရှိကြပါအခု Lorry ရဲ့က ပထမဦးဆုံးထုတ်ထားတဲ့ foundation cushion လေးနဲ့အစလုံးမှာဖြစ်ပါတယ်။ဒီ foundation cushion လေးကသူကထူးခြားတာကဒီ BB cushion မဟုတ်ဘဲနဲ့ foundation cushion မှာအဲ့ဒါကြောင့်မလို့သူကဒီတခြားဘာမှမလိုပဲနဲ့ step တစ်ခုတည်းနဲ့ပို့ပြီးတော့အာကောင်းမွန်တဲ့ coverage ပေါ့နော်ဒီမျက်နှာပေါ်မှာရှိတဲ့ဒီအပြည့်အနာအစာတွေပြီးတော့ချွေးပေါက်တွေအပြည့်အနာအစာတွေကိုဖုံးပေးပြီးတော့ပိုးသားလေးလိုတခါတည်းနှူးညံ့ပြီးတော့ပြောင်သွားတဲ့ဒီ silky foundation ဆိုတဲ့အတိုင်းပဲမျက်နှာမှာလိမ့်ပြီးသွားတဲ့အခါမှာအခုကျွန်တော် ဒီဘက်ကိုလိမ့်ပြီးသွားပါပြီဒီဘက်ကိုလိမ့်ထားနေဒီဘက်ကိုမလိမ့်ထားနေတော်တော်ကို꽈ပါတယ်သူ့ရဲ့ဟာကတခြားဘာမှမလိုပဲနဲ့ one step တည်းနဲ့အကုန်လုံးပြီးသွားတယ်အဲ့တော့ကျွန်တော်ဒီဘက်ကလိမ့်ထားတာနဲ့မလိမ့်ထားနေဒီဘက်ကိုကျွန်တော်ပါပါလေးတစ်ချက်ပဲလိမ့်ထားတာပါအဲ့တော့ဒီဘက်ကိုလက်ဆက်လိမ့်မယ်ဒီ cushion နေလိမ့်တဲ့အခါမှာဒီမျက်လုံးအောက်ကလေးကိုပါပါလေးနှစ်ထပ်လိမ့်ပေးလိုက်ပါနောက်ထပ်လိမ့်ပြီးတော့မှကျန်တဲ့ဒီဘေးနားကဒီယူဆောင်ပေါ့နော်ဒီလိုမျိုး ယူဇွန်ကိုလိုက်ပြီးတော့ထည့်ပေးလိုက်ပါပြီးတော့သူက SPF 33နဲ့ PA++ ပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအာအပူပိုင်းဒေသမှာရှိတဲ့လူတွေအတွက်အရန်ကိုအဆင်ပြေတယ်အခုဒီနေ့ကျွန်တော်ပြင်ချင်တဲ့ look က glamorous flawless look ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအခုပါပါလေးတစ်ထပ်လိမ့်ပြီးတော့တဲ့အခါမှာခဏလေးစောင့်ပြီးတဲ့အခါမှာနောက်တစ်ထပ်ထပ်လိမ့်မှာဖြစ်ပါတယ် အခု foundation လိမ့်ပြီးသွားတဲ့အခါကျတော့အမျက်နှာလည်းစိစိပိုင်ပိုင်လုပ်ပြီးတော့ပြန်ရလာပါပြီအခုဆိုတော့အားလုံးတို့ရဲ့အတိုင်းနဲ့ကျွန်တော်မျက်နှာမှာကျန်တဲ့နေရာလေးပြင်ပြီးသွားတဲ့အခါမှာနှာခမ်းညီလေးလုပ်နေပါသေးတယ်နှာခမ်းညီမပါဘဲနဲ့ makeup look တကူကဘလို့မှမပြည့်စုံပါဘူးနှာခမ်းညီလို့တဲ့အခါမှာ L'Oreal Paris ရဲ့ Ethic Collection Ethic ပေါ့နော်ဒါလေးကတော့ Star Collection နဲ့မှာမှထူးထူးခြားခြားဒါကဒီရွှေရောင်အစစ်ပေါ့နော်ရွှေမှုန်အစစ်ကလေးတွေ infuse လုပ်ထားတဲ့ဒီ collection ဖြစ်ပါတယ်။ဒီထဲမှာအယောင်6ယောင်လာပါတယ်။အယောင်6ယောင်ထဲမှာမှကျွန်တော်အခုပထမဦးဆုံးစဆိုးမဲ့အယောင်လေးကတော့ N601 nude ကိုပါ။ဘုံလည်းပြောရဒီလိုအယောင်ကျွန်တော်တစ်ခါမှမဆိုးဘူးပါဘူး။ဒါပေမဲ့ကျွန်တော်တို့ဆိုးကြည့်မယ်။ဒီနှကန်းကြီးထဲမှာ vitamin E ရဲ့ ohova oil ရဲ့ shea butter ရဲ့ပြီးလို့ရှိရင်လည်း omega 3ရဲ့ပါတဲ့အတွက်ကြောင့်ကျွန်တော်စိတ်ကြိုက်နှကန်းကို၆မသွားစေတဲ့ကျွန်တော်တို့နှကန်းလေးကို ဆူဆူဖူးဖူးလေးနဲ့တကယ်ဂရီပါသားလေးလိုပြောင်ပြောင်လေးနဲ့လှနေမဲ့နှက်ခန်းကြီးဖြစ်ပါတယ်အဲ့တော့ဆိုကြည့်အောင်ကိုဆိုလို့ရှိရင်တော့ကျွန်တော်ဆိုးထားတာက N601 nude ကိုဖြစ်ပါတယ်ဒါကတော့ဒီ star collection နဲ့က go obsession ပေါ့နော်ဒီဟာအတွက်တတ်တတ်ရေးထားတဲ့အယောင်၆ယောင်တွေကဒါပထမဆုံးအယောင်လေးပါ ဒီအောင်လဲကျွန်တော်ရဲ့ပရိသတ်ကြီးကျွန်တော်တခါမှမမြင်ဘူးတဲ့လိမ့်မော်ရောင်မှာဒါပေမဲ့ထူးခြားတာကဒီနှကန်းဒီမှာပါတဲ့အယောင်အတိုင်းနှကန်းပေါ်မှာအယောင်ထွက်ပါတယ်ကျွန်တော်ဒါလေးကိုပါပါလေးနှစ်ထပ်ဆိုးထားတာဖြစ်ပါတယ်နှကန်းပေါ်မှာဆူဆူအီအီလေးနဲ့နှင်းလို့ကောင်းတယ်ပြီးတော့နောက်တစ်ခုကဒီနှကန်းဒီလေးကတကယ်လို့ matte lipstick အရင်ကြိုက်တဲ့လူနှကန်းကိုတကယ်ကိုအယောင် ထူထူကြိုက်တယ်လို့ဆိုလို့ရှိရင် matte lipstick ဆိုပြီးတော့ဒီဟာလေးကိုအပေါ်မှာစိုးလိုက်လို့ရှိရင်အခုတကယ်ကိုခက်စားနေတဲ့ metallic ပေါ့နော်အဲ့လိုပုံစံမျိုးရမှာဖြစ်ပါတယ်အခုဆိုထားတဲ့အယောင်လေးကတော့ C601 Coral Gold ပါအခုဆိုထားတဲ့အယောင်လေးကတော့ P601 Rose Gold ပဲဖြစ်ပါတယ် အခုဆိုထားတာတွေကတော့ R601 Ushko ပါအခုဆိုထားတဲ့အယောင်လေးကတော့ M601 Mokago ပဲဖြစ်ပါတယ်ရှင်။ ကဲအခုနောက်ဆုံးအယောင်လေးကတော့ Lego ဆိုတဲ့ G101 ဖြစ်ပါတယ်ဒါကတော့ဒီဒီ collection ထဲမှာ တကယ်အမိုက်ဆုံးအယောင်လေးပါအခုဆိုကျွန်တော်ဆိုးထားပါတယ်ဒါတော့ထူးထူးဆန်းဆန်းဖြစ်အောင်လို့ဆိုးပြထားတာပါဒီအယောင်ကိုနောက်တစ်မျိုးဘယ်လိုဆိုးလို့ရလဲဆိုတာကတော့တခြားကိုကြိုက်တဲ့နှက္ခမ်းကြီးကိုဆိုးပြီးသွားတဲ့အခါမှာဒီအယောင်လေးကိုထပ်ပြီးတော့လဲဆိုးလို့ရပါတယ်အဲ့တော့ဒီအယောင်လေးနဲ့ကျွန်တော်တို့တွေအခုအရန်ခစ်စားနေတဲ့ metallic color အယောင်လေးတွေယူပြီးတော့ အလားဆုံးပြန်အားလုံးနဲ့ပြန်နိုင်ကြပါစေဒီဗီဒီယိုလေးကို like လုပ်ပါ share လုပ်ပါပြီးလို့ရှိရင်လည်းသိချင်တဲ့ရှင် comment box မှာလေးလာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်